ရန်နာပီကေထွန်းစိန်ဆိုင်ရဲ့ဂုံတိတ်ခါကိုထိခိုက်အောင်ပြောဆိုခဲ့လို့ဆိုပြီးတော့ဝန်ထမ်းဟောင်းပေါ်မှာတရားစွဲဆိုခဲ့ပြီးမကျေနပ်ပါကပြန်လည်တရားစွဲနိုင်တယ်ဆိုပြီးတော့ပြောလာခဲ့တဲ့တရုတ်ဆောင်ပို့ကြပြုခင် မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကစက်တင်ဘာလ26ရက်နေ့ကတရုတ်စာပို့ကြပြုခင်းတဲ့အကိုထွန်းတို့ဖွင့်လှစ်ထားတဲ့ရန်နာ PK ထွန်းစိန်ရွှေရန်နာဆိုင်မှာအလုံးလုံးနေတဲ့ဝန်ထမ်းတယောက်ဟာ TikTok မှာဗီဒီယိုတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများကြရာကနေစိုင်းပိုင်ရှင်ဖြစ်သူအကိုထွန်းကအဆိုပါဝန်ထမ်းကောင်လေးကိုဆွဲထိုးတဲ့အထိဖြစ်သွားခဲ့တာပါဒီပြစ်စင်နဲ့ပတ်သက်ပြီးလက်သီးနဲ့အထူးခံရသလိုအမျိုးမျိုးသောချင်းချောက်မှုတွေကိုလည်းခံခဲ့ရတဲ့ဆိုပါဝန်ထမ်းကောင်လေးကရန်နာပီကေထွန်းစိန်ဆိုင်ပိုင်ရှင်အကိုထွန်းပေါ်မှာကျေနပ်မှုမရှိဘူးဆိုတဲ့အကြေ ောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားလာခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့မနက်မှာဆိုရင်တော့ပူဇော်ပြုခင်ရဲ့ခင်မုံဖြစ်သူအကိုထွန်းကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေအဆိုပါဝန်ထမ်းကိုတရားစွဲဆိုထားပြီးဖြစ်တဲ့အကြောင်းပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ ါပေမဲ့ဝန်ထမ်းအမျိုးသားကောင်လေးရဲ့ပြောပြချက်အရသူ့ရဲ့သမီးငယ်ဖြစ်သူဖွေးဖွေးကိုအပြစ်တင်ပြောကြားခဲ့မှုအတွက်မကျေနပ်တာကြောင့်ထိုးကျိခဲ့တာဖြစ်ပြီးသူ့အနေနဲ့ဘာမှမမလုပ်ထားပဲဆိုင်ထဲမှာအထိုးခံခဲ့ရတယ်လို့အခုလိုတရားစွဲဆိုခံရပြီးတော့လက်တလောအနေနဲ့အဆောင်မတော်နေရတဲ့တတိမရှိတော့ဘူးလို့ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် ဒီပြဿနာနဲ့ပတ်သက်ပြီးပြည်သက်တွေကတော့ပူဇော်ပြုခင်တို့လင်မယားကိုဝန်ထမ်းကောင်လေးအပေါ်မှာညံ့ညိနိုင်နိုင်နဲ့ညံ့ညတာတာပြုလုပ်ဖို့ပြောဆိုနေကြသလိုမတရားမလုပ်ကြဖို့အတွက်လည်းတိုက်တွန်းပြောကြားနေခဲ့ကြတာဖြစ်ပါတယ်ပူဇော်ပြုခင်ကတော့သူမတို့ဆိုင်ရဲ့ဂုဏ်သိက္ခာကိုကြဆင်းအောင်ပြောကြခဲ့တာကြောင့်သူမတို့အနေနဲ့တီးခတ်နေမှာမဟုတ်ပဲဥပဒေအတိုင်းဆက်သွားမှာဖြစ်ပြီးကိုမန်နဲ့ထင်ရင်အချိန်မရွေးတရားပြန်ဆွဲပါဆိုပြီးတော့ထပ်ဆင့်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရပို့ချပြုခင်တို့ဟာအစအစရာရာတာလွန်နေတဲ့အနေအထားမှာရှိနေခဲ့ပြီးဝန်ထမ်းကောင်လေးကတော့တရားဥပဒေအရဆက်လက်ရင်ဆိုင်ရအောင်မှာပဲဖြစ်ပါတယ်။